ီတတ္တဆိုတဲ့တရားဖြစ်ပေါ်လာပြီဆိုလို့ရှိရင်ဘယ်လိုလုပ်သိနိုင်တယ်လဲကိုယ့်ကိုယ်ကိုစဉ်းစားကြည့်လူတွေမှာသရတရားဆိုတာစိတ်ထဲမှာဖြစ်ပေါ်လာပြီဆိုတာနဲ့တကြိုင်နဲ့ဘာဖြစ်လဲဆိုရင်လူရဲ့စိတ်လေးဟာကြီးလာကြီးလာတယ်သရတရားဝင်လာရင် လူတွေစိတ်ဟာကြီးလာကြီးလာတယ်ဆိုတာလောဘဆိုတဲ့အတွေးတွေအနောက်တွေဒေါသဆိုတဲ့အတွေးအနောက်တွေဖယ်ရှားပြီးတော့ ကုသိုလ်ကောင်းမှုဘက်ကိုစဉ်းစားလာစိတ်ကြည်လာလို့ရှင်အဲဥပုပ်သွားဆောင်အောင်ပါပဲတရားသွားနာအောင်ပါပဲတရားလေးထိုင်လိုက်အောင်ပါပဲဖျားပန်းလဲလိုက်အောင်ပါပဲဆိုရဲအတွေးလေးတွေဝင်လာတရားမရှိမဝင်ဘူးတွေဟာနော်အမှန်နဲ့မဟုတ်ဘူးတရားရှိလာပြီဆိုရင်ဒီအတွေးလေးတွေဟာဆင်ငယ်ဆင်ငယ်ဖြစ်ပေါ်လာအဲ့လိုဖြစ်ပေါ်လာတာဟာတရားဆိုတဲ့စွမ်းအားကနေပြီးတော့စိတ်ရဲ့အနောက်အချွတ် ကုသိုလ်မဖြစ်အောင်ဆုတ်ပိတ်ထားတဲ့နိဝရဏဆိုတဲ့တရားတွေကိုတရားကနေပြီးတော့တထင်ကအနေအချင်းဖယ်ရှားထားတယ်ဖယ်ရှားနိုင်တယ်။ကဲနိဝရဏဆိုတာဘာတွေကိုပြောတာလဲဆိုကာမစ္ဆန္ဒလူချင်းစရာအာယုန်တွေကို လူချင်းတာကာမစ္ဆန္ဒပဲ။လူချင်းစရာအာယုန်ဆိုတာမျက်စိကမြင်လို့နားကကြားလို့နှာခေါင်းကနမ်းရှူရလို့လျှာကရဲ့ရလို့ခန္ဓာကိုယ်ကထိတွေ့ရလို့ လူချင်းစရာအာယုံဆိုတာဟောလားအဲ့ဒီပေါ်လာတဲ့လူချင်းစရာအာယုံတွေကိုလူချင်းတာဟာကမ္မစ္ဆန္ဒတရားဝင်လာလို့ချင်းဟောဒီကမ္မစ္ဆန္ဒဆိုတဲ့ဟာမလာတော့ခိတ္တခန္ဓာရပ်ဆိုင်သွားသူတို့ကိုဖယ်ရှားပလိုက်ကြည့်ဒီတရားတရားပေါက်လာတဲ့ပုဂ္ဂိုလ်ကသူကဥပုသ်ဆောင်သွားမယ်ဆိုတဲ့ပုဂ္ဂိုလ်ကတယ်လီဗီရှင်းကြည့်ဦးမှာပဲဇာကားကြည့်ဦးမှာဆိုတဲ့အတွေ့ပဲဝင်တော့မှာတော့နော်ဘယ်အဲ့ဒီအတွေ့မျိုးတွေမတွေ့တော့ဘူးလေ ူ့ကိုဆောင်သွားအောင်မယ်ဆိုတရားနာသွားအောင်မယ်ဆိုတဲ့စိတ်ပျော်စရာလုပ်ငန်းတစ်ခုပေါ်မှာစိတ်ဝင်စားမှုမရှိဘူး။ဟောဒါဘသူကဖယ်ရှားပေးတာတော့ဆိုတော့တရားဖယ်ရှားလိုက်တာပဲ။တရားဆွာအဖယ်ရှားပေးတာ။ဟောနောက်တစ်ခါစိတ်ထဲမှာအလိုမကျဖြစ်နေတာဆိုတာလည်းမပေါ်လာဘူး။စိတ်ထဲမှာအလိုမကျတာကိုဖြာပါရလို့ခေါ်တယ်။လောကလူတွေဟာရတာကိုဒီလိုချင်တာကိုရရင်လောဘမရရင်ဒေါသဒီလိုဖြစ်တာ။ အဲ့တော့ဒေါသဆိုတဲ့ပြာပါဒတရားကိုလည်းပဲသရတရားကဖယ်ရှားထားတဲ့အချိန်မှာဒါမဖြစ်လားနောက်တစ်ခါကုသိုလ်ကိစ္စတွေမှာ စိတ်အားမတက်ဘူးတဲ့စိတ်အားတွန့်တိုဆုံးနေပြီးတော့နေတယ်အဲ့ဒါကိုဌိနမိတ်တလို့ခေါ်တယ်အဲ့ဒီဌိနမိတ်တဆိုတဲ့တရားကိုလည်းပဲသရဆွမ်းအားကနေပြီးတော့တည်ငါအားဖြင့်ဖယ်ရှားပစ်ထားတယ်ဟောနောက်တစ်ခါဥဒိစ္စကုက္ကုစဒါတရားဆိုတာကုသနာမှဖြစ်တာနော် ိုကိုကိုနဲ့အမြဲတမ်း apply လုပ်ကြည့်ဖို့လိုတယ်ခန္ဓာကိုခန္ဓာညာရောက်ညာရောက်နေပြောနေတာအဲ့ဒါကိုပြောနော်ကိုကိုတဏ္ဍာမှာကြည့်တခါတရံစိတ်တွေဟာလေလွင့်ပြီးတော့နေတယ်စိတ်တွေပူတယ်အဲ့ဒါကိုဥဒ္ဒစ္စကိုကိုစလို့ခေါ်တယ်သရတရားဖြစ်လာပြီဆိုရင်စိတ်ပူတာတွေစိတ်လေလွင့်တာတွေမရှိတော့စိတ်ငြိမ်းချမ်းလာဒါကြောင့်မို့တရားနာအောင်ပဲဥပုသ္စအောင်ပဲဆိုတဲ့အတွေ့အကြုံတွေရညှိုးဆွေမဖြစ်ဘူးဟောနောက်ဆုံးမှာ ကိုလုံးနေတဲ့အပေါ်မှာဟုတ်တယ်လားမဟုတ်ဘူးလားလို့တွေးတောနေတဲ့ဂျုံမတန်တရားဖြစ်နေတဲ့ဝိသိကိစ္ဆာဆိုတာလည်းမရှိဘူး။ဟောအလုံးပေါင်းလိုက်တဲ့အခါလူချင်းစရာတွေကိုလူချင်းနေတဲ့ကာမိဆန္ဒအလိုမကျဖြစ်နေတဲ့ဇာပါဒစိတ်တွန်းဆုပ်နေတဲ့ဌိနမေတ္တစိတ်တွေလေလွင့်ပြီးတော့ပူပန်နေတဲ့ဥဒ္ဒေဆာကောကောကြ။တန်တရားတန်လန်းနဲ့မဝေခွဲနိုင်တဲ့ဝိသိကိစ္ဆာဆိုရယ်ကုသိုလ်တရားတွေကိုပိတ်ဆို့ထားရတဲ့ဟောဒီနိဝရဏတွေကို သရတရားကိုယ်ရင်ထဲမှာဖြစ်လာပြီရှင်ရှင်းပြလိုက်တာသူကအဲ့တော့ရှင်းပြလိုက်တဲ့အတွက်ကြောင့်အဋ္ဌတာလိနေထေကရာမှာရေးထားတာတေချာကြည့်မယ်ဆိုလို့ရှင်နော်တတ္ထာဥပိ္ပစမာနာရှင်တဲ့နှလုံးထဲမှာတဒါဆိုတဲ့ဒီစွမ်းအားလေးတစ်ခုပေါ်လာပြီဆိုရင်ဘာဖြစ်လဲတဲ့စိတ်တံပတ္တနံစိတ်လေးဟာချီးလာနော်ချီးလာပြီးတော့ နိဝရဏေဝိခံပေတိနိဝရဏတရားတွေကိုဖယ်ရှားပြလိုက်နိုင်တယ်ဖယ်ရှားပြလိုက်ပြီးတော့စိတ်ဟာချီးလာခိလေသေးတဏိတိတာပေတိခိလေသာတွေကိုအနေထိုင်သွားစေတယ်အဲ့ဒီအချိန်မှာမထကြွားမတောင်းညံဘူးမတောင်းညံသည့်အတွက်ကြောင့်စိတ်လေးဟာခိလေသာအနှောင့်အယှက်တွေအပူပန်တွေခင်းပြီးတော့စိတ်လေးဟာတည်ငါအားဖြင့်အေးမြနေတယ်တခဏအားဖြင့်အေးမြအဲ့ဒီလိုစိတ်ချင်းနေတဲ့အချိန်လေးမှာတဲ့ ပတဏိနစိတ်တေနအခုလိုကြီးနေတဲ့စိတ်ကလေးဖြင့်ဒါနံဒိဋ္ဌိဒါနကောင်းမှုပြုတယ်သီလံသမာဓိယတိသီလဆောက်တည်တယ်ဥပောဒထကမ္မံကရောတိဥပုပ်ဆောင်တယ်လို့ဘာဝနာဘာဝေတိကပ္ပဌံဘာဝနာပွားများအထုတ်ဟုတ်တာတရားစွမ်းအားကြောင့်ဖြစ်လာတာလေတော့လူတိုင်းလူတိုင်းဟာဒီစွာမရှိဘူးလေစွာမရှိရင်ဒါတွေမလုံနိုင်ဘူးမလုံတဲ့ပုဂ္ဂိုလ်တွေရဲ့ရှင်ထဲမှာဒီစွာအားမရှိလို့မလုံတာလို့ ဟာအမတန်မှထင်ရှားတယ်ပေါ့နော်ဟောဒီဆွမ်းအားကအကုသူတွေကိုတားလိုက်တာဗဒါဆိုတဲ့အကုသူတွေကိုတားထားလိုက်တာဟောဒီတရားဆိုတဲ့ဆွမ်းအားတားထားသမျှအကုသူတွေဟာလူတွေရဲ့ရင်ထဲနှလုံးထဲမှာမဖြစ်လာဘူးဒါအကုသူတားနိုင်တဲ့ဆွမ်းအားတစ်ခုပဲပေါ့နော်